မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်မှာမိုင်းရှင်းလင်းရေးပြုလုပ်နေတဲ့အကြမ်းဖက် စစ်ကောင်စီရဲ့ကင်းမုံကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေး၄ကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ6ရက်နေ့မနက်6နာရီကမှငဇုံမြို့နယ်မြို့သားဂွေကုန်းလမ်းပိုင်းမှာမြင်းကြံတိုက်နယ်တုံးနဂနီပြောက်ကြားတပ်ဖွဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထောင်ထားတဲ့မိုင်းများကိုရှင်းလင်းရန် မြို့သားစခန်းနဲ့ဂွေကုံစခန်းကအင်အား200လောက်ရှိတဲ့စစ်ခွေးတွေဟာမြို့သားဘက်ကနေထွက်ခွာလာပြီးတော့ခီးသွားပြည်သူတွေရဲ့ကားတွေကိုတားဆီးကပြည်သူများကိုဒဇာကန်အဖြစ်နဲ့ဖမ်းဆီးပြီးတော့မိုင်းများကိုတူးဖို့ရှင်းလင်းခိုင်းနေတယ်လို့သိရပါဗါတယ်အခုလုံမိုင်းရှင်းလင်းရေးပြုလုပ်ပြီးတဲ့နောက် အကြမ်းဖက်စစ်ခွေးတွေဟာကင်းမုံဝင့်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကပေပါမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ခွေးလေးကောင်တိတ်ဆုံးပြီးတော့နှောက်ဦးအပြင်ထံဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့အချိန်မှာထိခိုက်တိတ်ဆုံးသွားတဲ့စစ်သားမသားလောင်းများနဲ့ဒဏ်ရာရှိတဲ့သူတွေကိုစစ်ခွေးတပ်သားတွေက4ကားတစ်စီးနဲ့ငစုံမျိုးဘက်ကိုမောင်းနှင်သွားတယ်လို့သိရပါဗျ။ပြည်သူတွေနင့်နာသွားမှာစိုးလို့ကျွန်တော်တို့မိုင်းမခွဲလိုက်ရတာပါ။ကျွန်တော်တို့ရှောင်ပေးလိုက်ရပါတယ်။အခုမိုင်းဆွဲတိုက်ခိုက်တာကလေးကောင်ကတော့တခါတည်းတေသွားတယ်။ 那个，我若编出来，也多难路。那个你比较大的会，明年啊，咱们系统的先别参哦，等你家喜欢的看哦。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗမော်ထိုးစစ်ကိုမရက်ရင်ကချင်ပြည်နယ်ကမြေရှားတပ်တို့ဝယ်ယူမှုကိုရပ်ဆိုင်းပစ်မယ်လို့တရုတ်က KIA ကိုချင်းချောက်ရာဇတန်နဲ့ဖိအားပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာမြေရှားတပ်တို့ထုတ်လုပ်မှုရဲ့ဒစိမ့်တပိုင်းဟာကချင်ပြည်နယ်အတွင်းတရုတ်ကြားကန်ပေးထားတဲ့စစ်ကောင်စီနဲ့ KIA တပ်များကြားမှာနှိပ်ပေါင်းများစွာဖြစ်ပွားနေတဲ့ပဋိပက္ခအပေါ်မှာလဲမိတီနေတယ်လို့သိရပါဗျ။ KIA က2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့ဗမော်မျိုးသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိတယ်လို့သိရပါဗျ။ ်ကမ္ဘာမြေရှားတပ်တို့ထုတ်လုပ်မှုရဲ့ထောက်ဝနီးပါးဟာလက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ဗမော်မျိုးအနီးမှာတူဖော်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကချင်ပြည်နယ်ကမြေရှားတပ်တို့များကိုအ धिक ဝယ်ယူချုပ်ကင်ထားတဲ့တရုတ်နိုင်ငံက KIA အနေနဲ့ဗမော်မျိုးသိန်းတိုက်ပွဲကိုရပ်တန့်ရန်ချိန်ချောက်ဖိအားပေးလာတယ်လို့သိရပါဗျ။အကယ်၍ KIA ကဗမော်ထိုးစစ်ကိုမရပ်တန့်ပါကမြေရှားတပ်တို့ဝယ်ယူမှုများကိုရပ်တန့်လိုက်မယ်လို့ ပြောဆိုလာကြောင်း Rider သတင်းကထုတ်ဖော်ပြောဆိုထားပါတယ်အခုနှစ်မေလမှာပြည်ထောင်နိုင်ငံသားရေးဝန်ကြီးဌာနကအရာရှိများနဲ့တွေ့ဆုံတဲ့အချိန်မှာအခုလိုမျိုးရာဇသံပေးခြင်းဖြစ်ပြီးတော့တရုတ်နိုင်ငံအနေနဲ့ပထဝီနိုင်ငံရေးအရာလွှမ်းမိုးနိုင်ရန်ဒယန်စာတထုတ်လုပ်ဝယ်ယူတဲ့နီလန်းကိုအသုံးပြုလာနေတယ်လို့သိရပါဗျ။တရုတ်နိုင်ငံကအခုလိုမျိုးချင်းချောက်မှုကိုလုံဆောင်ခဲ့ခြင်းရှိမရှိကိုတော့ ရိုက်တာကမဆုံးဖြတ်နိုင်သေးတော့လေဒေတာတွင်တိုက်ပွဲများကြောင်းတတ်တူတူဖော်ရေးလုပ်ငန်းများကိုကန့်တတ်မှုများဖြစ်ပေါ်လာကမြန်မာနိုင်ငံကမြေရှားတတ်တူများတင်ပို့မှုဟာလေအခုနှစ်အတွင်းမှာထိုးကျသွားခဲ့တယ်လို့သိရပါဗျ။မြန်မာစစ်ခွေးတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တွေကြားမှာအစိုးပိုင်းအပြစ်ခတ်ရဲစဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတရုတ်နဲ့မြန်မာနှစ်နိုင်ငံနဲ့ပြည်သူတွေရဲ့ဘုံအကျိုးစီးပွားအတွက်ပါလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူက ပြောပြထားပါဗျ။ KIA ရဲ့အကြီးတန်းဗိုလ်ချုပ်တဦးကတော့တရုတ်ရဲ့ဖိအားပေးမှုနဲ့ပတ်သက်ပြီးတော့မှတ်ချက်တစုံတရာမပေးခဲ့ဘူးလို့ပြောပါတယ်။အမည်မဖော်လိုတဲ့ KIA ရဲ့ရရှိတဦးကတော့ဗမော်ထိုးစစ်ကိုဆွတ်လွတ်ရပ်တန့်မယ်ဆိုပါကတရုတ်နိုင်ငံက KIA ထိန်းချုပ်ထားတဲ့နယ်မြေများနဲ့နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလှုပ်ဆောင်မယ်လို့မလုံးပေးပြီးကန့်လန့်လာတယ်လို့ပြောဆိုထားပါတယ်။အကယ်၍ကျွန်တော်တို့ဘက်ကလက်မခံဘူးဆိုရင်မြေရှားတပ်တူတွေအပါအဝင်ကချင်ပြည်နယ်ကထုတ်ကုန်တွေတင်ပို့တာတွေကိုလည်း ပိတ်ဆို့ပြစ်မယ်လို့ KI ရဲ့ရရှိကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့စစ်ခေါင်းဆောင်များအစည်းအဝေးပြုလုပ်နေတဲ့အချိန်အငင်းပွားမှုဖြစ်ပွားပြီးတော့အချင်းချင်းပြစ်ခတ်မှုကြောင့်အရာရှိတအုပ်တေဆုံးသွားပြီးတအုပ်ထံရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဂွေရုထားနေပြည်သူ့စစ်အဖွဲ့ကနောင်ချင်းကြီးရွာမှာအစည်းအဝေးပြုလုပ်နေတဲ့အချိန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့အရာရှိတအုပ်ဖြစ်တဲ့ဦးအောင်ခံတေဆုံးကအဖွဲ့ခေါင်းဆောင်ဦးနော်လီလည်းဒဏ်ရာရရှိသွားတယ်လို့ဒေသခံတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်အစည်းအဝေးမှာရန်ဖြစ်ပြီးတော့ဒုက္ကပါခံကအရင်ပြစ်တာလားဒုက္ကပါနော်လီရဲ့လုံခြုံရေးကအရင်ပြစ်လိုက်တာလားတော့မသိဘူးထိတာကတော့ဒုက္ကပါအောင်ခံထိတယ်စုံးပြီလေအခုတော့ဒုက္ကပါနော်လီကတော့ဘဲဘက်လက်မှာနှစ်ချက်ထိသွားတယ်တခြားထိတာတော့မရှိဘူးလို့ရှင်းပြထားပါတယ် ဥနော်လီဟာဘဲဘက်လမ်းမောင်းမှာကြည်စံထိမှန်တရားရရှိထားပြီးတော့ဒေဆုံးသွားတဲ့ဦးအောင်ခန်ရဲ့ရုပ်အလောင်းကိုတော့မြေကြီးနားရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ဘသူကစတင်ပြစ်ခဲ့တာကိုမသိရသေးသလိုဘသူပြစ်ခတ်တဲ့ကြည်စံကြောင့်ဦးအောင်ခန်ဒေဆုံးသွားတယ်ဆိုတာကိုလည်းအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတို့ကပြောပါတယ်။ခေါင်းဆောင်ကပြစ်လိုက်တယ်လို့လည်းပြောကြတယ်။အတိကျမသိရသေးဘူး။တနက်တန်ကြားပြီးတော့ပြည်သူ့စစ်တပ်ဖွဲ့တွေအကုန်ရောက်လာတယ်တဲ့။အဲ့ဒီတယောက်ကခေါင်းဆောင်တွေကအရင်ကတည်းကပြက်တနာရှိတယ်ထင်းနေသူတို့အစည်းအဝေးကခဏခဏလုံနေတာလို့ပြောပြထားပါဗျ။ဦးနော်လီဟာ ဝေဒုထာနေပြည်သူစစ်ခေါင်းဆောင်ဦးလက်ဆန်းအောင်ဝါတေဆုံးပြီးတဲ့နောက်2024ခုနှစ်နိုဝင်ဘာလကစတင်ပြီးတော့ပြည်သူစစ်ခေါင်းဆောင်အဖြစ်နဲ့တာဝန်ယူထားသူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတာရေစကြိုမြို့နယ်မှာရှိတဲ့ခလာရ296 259နဲ့ နှင်းငါရှစ်တရင်တွေအတွားခဲအမ်းများတဲဆောင်လာတဲ့ရင်နှန်းကိုမိုက်ဆွဲတိုက်ခတ်ရကားတစ်စီးပြက်စီးသွားပြီးတော့စစ်ခွေးများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့ချင်းရွှေမြစ်အတိုင်းဆန်တက်လာတဲ့စစ်တပ်မော်အစီ20ကျော်ဟာရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ခလိုက်ရ296 295ခေါ်298တရင်တွေကိုခဲအမ်းများပို့ဆောင်မယ်လို့သတင်းရထားတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကမိုက်ဆွဲတိုက်ခတ်ရန်စောင့်ဆိုင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီခဲအမ်းများကိုအကြမ်းဖက်စစ်ခွေးတွေက ပြည်သူပိုင်ကားဆယ်စီးကိုချောဆွဲပြီးတော့တွားရောက်ပို့ဆောင်တဲ့အချိန်ညနေ6နာရီဝန်းကျင်လောက်မှာတော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာကားတစ်စီးပျက်စီးကအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲတော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးစစ်ခွေးသင်းမောတွေကရေစကြိုမြို့နယ်ရောက်တဲ့အချိန်မှာငိမ့်စာနီစိတ်ကမ်းမှာတပ်သုံးတပ်ကိုခဲယမ်းပို့ဖို့ချတယ်အဲ့ဒီခဲယမ်းနေချနေတာကိုကျွန်တော်တို့ဘက်ကသတင်းရထားတယ် သူတို့ကအဲ့ဒီခဲရံတွေကိုပြည်သူတွေရဲ့ကားတွေကိုချောဆွဲပြီးတော့ညနေ6နာရီလောက်မှာတက်သေးကိုခဲရံတွေသွားပို့တယ်ပြည်သူတွေကိုတော့ငိမ့်စာနေမှာပဲထားခဲ့ပြီးတော့ကားတွေကိုတော့တက်ကကောင်းတွေကမောင်းတာပေါ့အဲ့ဒါကိုကျွန်တော်တို့တွေရေစကြိုမြို့အထက်တနေရာမှာမိုင်းဆွဲတက်ခိုက်ခဲ့တာပါပြည်သူတွေကိုငိမ့်စာနေရုံနာမှာပဲထားခဲ့တာပါစစ်ခွေးအင်အားကကားပေါ်မှာဒစည်းကို10ရောက်15ရောက်လောက်အနည်းဆုံးပါတယ် ရေစေကြုံမြို့ခါလိုက်ရ296 29ခေါ298တက်တွေကိုတုံးတက်စလုံးကိုပို့တာပါလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစေကြုံမြို့နယ်ကတရင်တာဝန်ခံကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မှာကင်းလေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခတ်ရာစစ်ခွေး၄ကောင်တေဆုံးပြီးတနက်တက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့ကကံဘလူမြို့နယ်နတ်ပီးကျွာအနီးမှာကင်းလေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး၄ကောင်တေဆုံးပြီးတော့ G3 တနက်တက်လက်ကိုတင်းစီရရှိကစစ်ခွေးနဲ့ပြူခွေးများပြန်လည်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ စစ်ခွေးတွေကနတ်ပေးကြီးွာအနည်းကိုကင်းလဲလာတာကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါဂျီတူရီတနက်တက်လက်တိတ်စီရမိပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ခွေးတွေပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ရေဦးအနောက်ပိုင်းဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတာဝန်ခံကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုကမ်ဘလူခိုင်ပကဖနဲ့ပူပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့တောင်ကလာပါမြို့နယ်သူမင်္ဂလာလမ်းပေါ်အင်းဝမှတ်တိုင်အနီးကရောင်နေဦးရွှေဆိုင်ကိုမနေ့ကဇော်လိုက်လ၈ရက်နေ့နေ့လယ်၃နာရီလောက်မှာလူနှစ်ယောက်ကတနက်ပြချင်းချောက်ပြီးတော့ဝင်းရောက်ဓမြတိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဓမြတိုက်တဲ့အချိန်ဆိုင်အနီးနားမှာရှိတဲ့သူတစ်ယောက်ကအဲ့ဒီအန်ဒီကထွက်ဩတာမှန်နေပါလေရိုက်ခွဲလိုက်လို့သိတာဓမြတိုက်တဲ့လူကနှစ်ယောက်ထွက်လာတယ်မမြင်ရဘူးသူတို့ကမျက်နှာတွေကိုအုပ်ထားတာဆိုင်ကယ်နဲ့ဆိုင်ကယ်ကနှိုးလို့တောင်မရဘူးလိုက်ရင်တောင်မှီသေးတယ် အဲ့ဒီနားမှာလဲကြောက်တဲ့သူတွေကများတော့ဘယ်သူမှမလိုက်ရဲကြဘူးသူတို့မှလဲတနက်တွေပါတယ်လေးလို့ပြောပြထားပါဗါတယ်တောင်းကလာပါမြို့မှာရဲစခန်းနဲ့စစ်ခွေးတွေရှိရာတင်ငန်းကျောခရိုင်ယုံချားမှာရှိတယ် လူစီ900အင်းဝမှတ်တိုင်နာကရတနာရွှေဆိုင်ကိုဓမြဝင်တိုက်ခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်ထိစစ်ကားနှစ်စီးနဲ့ရဲကားတစ်စီးလာရောက်ပြီးတော့စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီရွှေဆိုင်ဟာနန္ဒဝင်ဈေးအတွင်းနဲ့နန္ဒဝင်ဈေးရှိမှလည်းဖွင့်လှစ်ခဲ့တဲ့ရွှေဆိုင်ဖြစ်ပြီးတော့တောင်းကလာပါမြို့နယ်မှာထင်ရှားတဲ့ရွှေဆိုင်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဓမြတိုက်ခိုက်ရတဲ့ရွှေတံမိုးကိုမသိရသေးပဲဆက်လက်ပြီးတော့စစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖမ်းဆီးခံထားရပြီးတော့တနက်သုံးလက်ယူဆောင်ပြီးထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးကိုငွေကျပ်350ချိမြင့်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖမ်းဆီးခံထားရပြီးတော့အတင်းအဓမ္မစစ်မှုထမ်းခိုင်းထားတဲ့တပ်သားတဲ့၄ဦးဟာတနက်သုံးလက်ကိုယူဆောင်လာပြီးတော့မုံရွာမြို့နယ်ပတ်ကဖတိုက်နယ်နှင့်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။ အခုလိုစစ်မှုထမ်းတပ်သားတဲ့၄ဦးကိုအကြမ်းမဲ့စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးများကပတ်စံရှိတဲ့သူများရဲ့တာသမီများကိုစားစစ်မှုထမ်းရန်ချင်းချောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းနေတဲ့အချိန်အတွင်းမှာလည်း PDF တပ်ဖွဲ့များထံကိုထွက်ပြေးပါကပိုင်ဆိုင်တဲ့ပစ္စည်းများပါတင်ယူပြီးတပ်ပစ်မယ်လို့အုပ်ချုပ်ရေးမှူးများကချင်းချောက်ပြောဆိုထားတယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးကိုမနေ့ကဇူလိုင်လ၈ရက်နေ့မှာမုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကငွေကျပ်3000နဲ့ အမတ်နဲ့တိုက်နယ်ပတ်ကောက်ဖတိုက်ခိုက်ရေးအဖွဲ့ကငွေကျပ်သိန်း100ချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်သားတွေကိုကျွန်တော်တို့အနေနဲ့ညှိမှန်းနှိပ်စက်တာမျိုးလုံးဝမလုပ်ဘဲစစ်ရာဇဝတ်အမှုနဲ့ပတ်သက်ပြီးတော့မရှိတဲ့သူတွေကိုသူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုအတက်နိုင်ဆုံးပြေဝစေဖို့အတွက်စူးစမ်းပေးနေပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။ အခုလိုမျိုးအစားထိုးပေါ်တာဆွဲဖမ်းဆီးခံရသူများအနေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များထံမှအလင်းဝင်ရောက်လိုပါကအများအားဖြင့်ကြိုးစိုးလျက်ရှိပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ